မင်္ဂလာပါရှင်ဒီနေ့တပွဲနဲ့အပီလုတ်ပြသွားမယ်ထိုင်းငပီတောင်ထောင်းရက်အတွက်ပထမအဆုံးကျမကဒါကတော့ကျမရခင်းညီဒီပါခင်းညီဒီလေးတွေကိုအရာပေးလိုက်ပါမယ်ရှင်ပြီးတော့ကျမငူတီးစိမ့်နေတယ်များများပြင်ဆင်လာပါတယ်နောက်တစ်ခါကျတော့ကျမကျက်သွန်နေပါရှင်ကျက်သွန်နေတယ်ကိုလည်းကျမဒီမှာခွဲချမ်းလေးတွေပေါ့နော်အလုံးကြီးနှလုံးခွဲချမ်းလေးတွေခွဲထားပါတယ်ငူတီးစိမ့်ကတော့ကျမအညာလေးတွေခြွေထားပါတယ်ရှင် ငြူတီးကတော့မမိစားနိုင်တဲ့လောက်ထဲပေါ့ရှင်ကျမကတော့ငြူတီးစင်းနဲ့ထည့်မယ်ငြူတီးမုံလေးရဲ့နည်းနည်းအရောင်လှအောင်ထည့်ခြင်းနဲ့အတွက်ကြောင့်မလို့ပါနောက်တစ်ခုကတော့ငါငါပေါင်းရံအတွက်ဘေးငါမျိုးဆောက်ဆူရပါတလားပြရလေးရတယ်နော်ကျမငါလေးတွေကိုအရာလေးတွေပေးထားလိုက်ပါတယ်ဒါကတော့ပေါင်းရံအတွက်ပြင်ဆင်ထားတော့ငါလေးတွေဖြစ်ပါတယ်ငါကတော့၃ခေါင်အသုံးပြပါမယ်ရှင် ငါးထဲကိုကျမကအရသာဝင်ရင်လို့စားလေးအနေငယ်ထည့်တယ်အရသာမုံလေးထည့်ပြီးတော့ကျမအထအပေါ့နော်အနေငယ်လိုက်ပြီးတော့တုပ်လိုက်ပါတယ်ငါးသုံးကောင်လေးအခုလိုမျိုးရောရှက်ပြီးတော့လက်နဲ့မကင်ညင်တော့ဘူးရှင်ဘာလို့ဆိုတော့ကျမမလက်အိတ်ကလည်းမရှိတော့တာနဲ့လေအခုလိုမျိုးလည်းလိုက်ပြီးတော့ပုတ်လိုက်တာပေါ့နော် နောက်ခုကကြတော့ခဲညင်သည်ခဲညင်သည်ကိုရေစိုးလေးကိုထည့်ပြီးတော့ကျွန်မပြုတ်လိုက်တယ်လေးလုံးအုံပြုတ်ပါတယ်ဒါကတော့တော်ပြီးတော့ပေါင်းရံတွင်ပြင်ဆင်လာတာပါဒါကျွန်မရဲ့တို့စရာပါတို့စရာကပဲတောင်ရှိလေးတွေကိုအုံပြုတ်ပါတယ်နောက်ပြီးတော့ခေါ်ပြီးကျွန်မရဲ့တို့စရာပါသူကိုလည်းအသုံးပြုပါတယ်နောက်တစ်ခုကကြတော့ဥနီပါဥနီကိုလည်းကျွန်မမပါမပြင်းဒီမှာထည့်ပါတယ်ရှင် နောက်ပြီးတော့ငါးပါဒီမှာတလားပြားလဲထည့်ကျင်နေဆိုတော့တလားပြားကိုလည်းရတာတွင်မျိုးဒီတဲ့ကိုထည့်ပြီးတော့ပေါင်းလို့ရပါတယ်။ထိုင်းလူမျိုးတွေကအများစုကတမင်းတပကံရင်ဟင်းတပကံရင်နဲ့ဖြစ်အောင်စားတဲ့ကြတဲ့ဟင်းအမျိုးစားတွေရှိတယ်။အဲ့ဒါကတော့ငြူတီတောင်ပေါ့နော်။ဒါကတော့ပြုတ်ပြီးသားဟာကိုကျွန်မပြန်ဆင်တာပါ။ပြီးတော့ငြူတီစိမ့်ရင်ကြက်တုံညီရဲကိုကျွန်မဒီမှာလှော်ပါတယ်ရှင်။ပြီးတော့ရင်တော့ကျွန်မပေါင်းတဲ့ဟာလဲပေါင်းပါတော့ဒီချိန်မှာလှော်ပြီးတဲ့ဟာကိုဒီတဲကိုထည့်ပြီးတော့ကျွန်မထောင်းပါတယ်ရှင်။ ညက်တီထီတော့ထောင်းရပါတယ်ချက်တူနီနဲ့ငူတီစိမ့်ကိုထောင်းရင်ထောင်းရင်နဲ့ညက်လာပါလိမ့်မယ်အဲ့လိုညက်လာတဲ့အခါကျရင်တော့ပြုတ်ထားတော့ခရက်ညင်သီးလေးလုံးမှာကျွန်တော်ခရက်ညင်သီးလေးလုံးကိုတစ်လုံးညလုံးညင်ထဲ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 ပြီးတော့သတိထားပါနော်မျက်လုံးကိုဆင်တက်ပါတယ်အရည်တွေမျက်စိကိုဆင်တက်ပါတယ်ဒါကြောင့်မလို့သူကိုတော့သတိထားပြီးတော့ထောင်းပါရှင့် ပြီးတော့သူတွေကိုအရသာအရသာကတော့စိတ်ကြိုက်တဲ့ကျမကတော့အရသာမဟုတ်တဲ့မိမိကချုံမုံကြိုက်ရတယ်ပြီးတော့ကျမစားအနေငယ်ထဲပါတယ်။တော့ပြီးတော့ထပ်ပြီးတော့ထောင်းပါတယ်ရှင်။ဒီထောင်းမိနစ်ဟာအတိုင်းစားလို့ရပါတယ်နော်။ဒါမှမဟုတ်ဘဲနဲ့ကျမလှူစားသလိုလေလှူစားလို့ရပါတယ်။ဒါကတော့ပေါင်းပြီးတဲ့ကျမရဲ့အိုးလေးပါ။အိုးလေးကိုစီအနေငယ်ထဲပါတယ်။ပြီးတော့ရင် ပထမထောင်းထားတဲ့ဟာတွေအကုန်လုံးကိုအိုးလေးကိုထည့်ပြီးတော့ စီတက်ပါမယ်ဒါပေမဲ့လို့ကျမကဒီမှာငူတီးမုံလေးအနေငယ်ထက်ထည့်ပြီးတော့စီတက်ပါတယ်ထွက်ကြရမ်းဆက်ပါဆိုလို့ငူတီးစရာလဲဆက်ငူတီးမုံအောင်လဲဆက်ဆိုတော့ကလေအရေးကြီးတာပါ time ပါလာပါမြန်မာလူမျိုးတွေကမြန်မာငပိရေကိုအသုံးပြုနိုင်ပါတယ်ကျမကဒီမှာ time ပါလာကိုဒီမှာထမင်းစားစွန်းနဲ့လေးစုံခန့်ကျမထည့်လိုက်ပါတယ်ရှင်ပြီးသွားရင်တော့တပန်စီတက်ပါတယ်နေနေကြကြလေးတော့စိတ်သက်တယ်ရှင်7မိနစ်15မိနစ်ကြာပါเนาะပြီးတော့ကျမကတူတယ်ကိုငံမြိုင်လေးထည့်ပါမယ် ငမြိုင်လေးအနေငယ်ထဲပါထိုင်းပါလာအရင်မငယ်ဘူးနော်ချိုတဲ့ဘက်ကိုပို့သွားတယ်ပြီးသွားရင်တော့ကျွန်မဒီအိုးကိုကျွန်မပိတ်လိုက်မယ်နော်လောကစီတက်နဲ့မွေးလာပြီးစားကျင်စပွဲဖြစ်လာပြီဆိုရင်ကျွန်မဒီအိုးကိုမိပိတ်လိုက်ပါတယ်မိလောကအေးသွားတဲ့ခါမှာတန်မြာသည်တချမ်းနိုင်နိုင်ညှစ်ထဲပါတယ်မိမိကအချင်းပို့စားကျင်နေဆိုရင်တချမ်းခွဲနှစ်ချမ်းထိရပါတယ်နော်ဒါဆိုရင်တော့ជីနေသူအပေါင်းတို့ လုံးဝတရေကြပြီးတော့အရန်စားကျင်နေတဲ့အနေအထားဖြစ်နေပါပြီရှင်။အဲ့တော့ကိုစားကျင်တဲ့ပကံလေးကိုခတ်ထည့်ဖို့ရှင်းစွမ်းတာပေါင်းထားတဲ့ဟာရင်းနဲ့ထမင်းဖြူဖြူနဲ့ဒီလိုပဲတွဲစားကြပါရစေရှင်။ Thank you ပါ။